အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်မှာတော့နှုတ်သဘောတူလက်ထက်ထိမ်းများခြင်းအကြောင်းတည်ကောင်းစရာများကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့နှုတ်သဘောတူလက်ထက်ထိမ်းများတဲ့ကိစ္စအရက်ဒီမှာကကျွန်တော်တို့ဘာသာမတူဘူးဆိုရင်တော့ကျွန်တော်တို့လိုက်နာရတဲ့ဒလေထုံးတဲ့နေ့ဥပဒေတွေမတူပါဘူးအဲ့တော့ဒီဗီဒီယိုဖိုင်မှာပြောသွားမှာကကြတော့ ဗုဒ္ဓဘာသာဝင် အချင်းချင်းနှုတ်သဘောတူထိမ်းမြားလက်ထက်တဲ့ကိစ္စရဲ့နဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကယောက်ျားလေးရလည်းဗုဒ္ဓဘာသာမိန်းကလေးရလည်းဗုဒ္ဓဘာသာဒါဆိုရင်သူတို့နှစ်ယောက်ရဲ့နှုတ်သဘောတူထိမ်းမြားလက်ထက်ချင်းကိစ္စရဲ့ကကျွန်တော်တို့ဘယ်ဥပဒေရသက်ဆိုင်တယ်လဲဆိုရင်ကျွန်တော်မြမတလိထုံတဲ့ဥပဒေရသက်ဆိုင်ပါတယ်။ မ္မတိထုံနှံဥပဒေအရလက်ထပ်နိုင်တဲ့အမျိုးသားရဲ့အသက်အရွယ်နဲ့ပတ်သက်ပြီးတော့ကန့်သက်ထားတာမရှိပါဘူး။ဒါပေမဲ့လည်းကျွန်တော်တို့ကလေးသူငယ်များဆိုင်ရာအခွင့်အရေးဥပဒေအရတော့လက်ထပ်နိုင်တဲ့အသက်အရွယ်ဟာအနည်းဆုံး18နှစ်ဖြစ်ပြီးဖြစ်ရမှာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ဒီနှုတ်သဘောတူလက်ထပ်မယ်ဆိုရင်တော့အမျိုးသားရဲ့အသက်ဟာ 18နှစ်ပြည့်ပြီးဖြစ်ရပါမယ်။အမျိုးသမီးရဲ့အသက်နဲ့ပတ်သက်ပြီးတော့မြန်မာတရုတ်နယ်ဥပဒေမှာပြောထားတဲ့ဆိုတဲ့အားကဒီလက်ထက်မဲ့အမျိုးသမီးဟာမဟုတ်ဆိုးမမဟုတ်ဘူးတခုလက်တလင်กว่าမဟုတ်ဘူးဆိုရင်အသက်20ပြည့်ရပါမယ်။ဆိုလိုရင်းသဘောကအမျိုးသမီးကဂျိန်တစ်ခါမှလက်ထက်ထိမ်းများဘူးခြင်း မရှိသေးတဲ့အပြိုဆိုရင် အသက်20ပြည့်ရပါမယ်။ တကယ်လို့များ အသက်20မပြည့်ခဲ့ဘူးအသက်18နှစ်လဲပြည့်ပြီးသွားပြီနှစ်ဦးသဘောတူတဲ့လက်ထက်ချင်နေဆိုရင်တော့သက်ဆိုင်ရာအုတ်ထင်းသူတွေရဲ့သဘောတူညီမှုကျွန်တော်တို့ရရှိဖို့လိုလိုပါတယ်နောက်ပြီးတော့ကျွန်တော်တို့လက်ထက်ထိမ်းများမဲ့အမျိုးသားအမျိုးသမီးနှစ်ယောက်စလုံးမှာတရဝေမကွာရှင်းရသေးတဲ့အိမ်တော်လေးရှိလို့မရပါဘူး မြမဒလိထုံနဲ့ဥပဒေအရတော့မယားများပြားယူတဲ့ဒလိကိုအတိမဲ့ပြုခဲ့ပေမဲ့လေအခုထပ်ပြထမ်းလိုက်တဲ့ဒလိနှမစနစ်ကျင်သွင်းကြီးဆိုင်ရာဥပဒေအရတော့အမျိုးသားပဲဖြစ်စေအမျိုးသမီးပဲဖြစ်စေထိမ်းများလက်ထက်မယ်ဆိုရင်တော့ကျွန်တော်တို့မပစ်ခွာရှင်းရသေးတဲ့အိမ်တော်ပဲရှိလို့မရပါဘူးဒါကြောင့်မို့နှုတ်စလုံးကလွတ်လပ်သူတွေဖြစ်ရမယ်အိမ်တော်မရှိတဲ့သူတွေဖြစ်ဖို့လိုပါတယ် နောက်ပြီးတော့ကျွန်တော်တို့ထိမ်းမြားလက်ထပ်ဘူးလို့ကိစ္စရက်တွေဟာဆိုရင်ကျွန်တော်တို့နှစ်ယောက်စလုံးကစိတ်ပေါ်တွတ်တဲ့သူတွေမဖြစ်ရပါဘူးမြမသည်ုံနဲ့ဥပဒေအရတရားဝင် ထိမ်းမြားခြင်းအရာမျှော်ဖို့တို့အတွက်ကိုကျွန်တော်တို့တရားရုံးမှာသွားပြီးလက်မှတ်ထိုးဖို့လည်းမလိုပါဘူးအခမ်းအနားတွေနဲ့မင်္ဂလာအခမ်းပွဲတွေလည်းပြုလုပ်ဖို့လို့မလိုပါဘူးသို့တော်ညာလည်းပဲကျွန်တော်တို့နှစ်ဦးသဘောတူ ပေါင်းသိနေထိုင်မယ်ဆိုရင်တော့လူသိနဲ့ကြာအထင်ရှားပေါင်းသိနေထိုင်မှုလို့လိုပါတယ်အဲ့လိုမျိုးရှေ့ခုနှစ်အိမ်နောက်ခုနှစ်အိမ်အတိပဲပြုမယ်လူသိရှင်ကြာပေါင်းသိနေထိုင်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့နှစ်ဦးသဘောတူထိမ်းမြားလက်ထက်ချင်းကိစ္စကမြန်မာတိထုံနဲ့ဥပဒေအရပြည်စုံပြီးဖြစ်ပါတယ်နောက်တစ်ခုထပ်ပြီးတော့ဆွေးနွေးပေးချင်တာကကျွန်တော်တို့ ခေကာလဒီအရာတရားရုံးမှာတွားပြီးတော့နှစ်ဦးသဘောတူလက်ထပ်ထိမ်းများတော့မယ်ဆိုရင်ဘာတွေလိုအပ်တယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တရားရုံးကိုတွားမယ်ဆိုရင်ကျွန်တော်တို့လက်ထပ်တဲ့အရက်ခေါ်ဆိုလက်ထပ်စာချုပ်ပေါ့တရားရုံးများခေါ်ကားကြတော့ကျတော့ထိမ်းများမင်္ဂလာဂတိတ္တစာပြုလို့ပါပါမယ်အဲ့တော့အဲ့ရဲ့ ဂတိအဲ့ဒီရဲ့လက်ထက်စာချုပ်တနည်းအားဖြင့်ပြောရင် ထိမ်းမြားမင်္ဂလာဂတိသစ္စာပြုလွာမှာယုံအခွန်တစိကောင်ကျွန်တော်တို့300ကျပ်ပါရှိဘူးလို့လိုပါတယ်အ ਨੇ ဆုံးပေါ့အဲ့တော့ထိမ်းမြားလက်ထက်မဲ့လူ200ယောက်လုံးကနိုင်ငံသားစစ်စေးကပြမူရင်းနေပါရှိရမယ်အပြီးတော့ထိမ်းမြလက်ထက်မဲ့လူ၂ယောက်လုံးဟာဆိုရင်ကျွန်တော်တို့ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေဖြစ်ရမယ်။အဲ့ထိမ်းမြလက်ထက်မဲ့လူတွေ နှစ်ယောက်မှမှ ထိမ်းမြက်လက်ထက်မဲ့သူဟာတက်မတော်သားဓမ္မမို့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်ဖြစ်မယ်ဆိုရင်အဲ့တက်ဆိုင်ရာ အကြီးကြီးရဲ့လက်ထက်ထိမ်းမြဖို့အတွက်ခွင့်ပြုစာလိုပါတယ်ဒါမှမဟုတ်လည်းတနည်းအားဖြင့်တရားရုံးလက်ထက်ထိမ်းမြခွင့်ပြုလိုက်ကြောင်းအကြောင်းကြားစာပါရှိဖို့လိုလိုပါတယ်အဲ့တော့နှုတ်သဘောတူထိမ်းမြလက်ထက်မဲ့တရားရုံးမှာသွားပြီးထိမ်းမြလက်ထက်မဲ့ဆိုရင်အတိတ်တည်းနှစ်ယောက်လိုတယ်အဲ့ဒီလေးနှစ်ယောက်ကအသက်၁၈နှစ်ပြည့်ပြီးရဲ့သူဘသူမဆို ီးသတိပြေးဆောင်ရွက်လို့ရတယ်သူတို့ရဲ့မှတ်ပုံတင်နေမူရင်းနေပါရှိဖို့လို့လိုအပ်တယ်ဒီလိုတရားရုံးမှာသွားပြီးထိမ်းမြလက်ထက်ချင်းရဆိုရင်နှစ်ယောက်စလုံးရဲ့လွတ်လပ်တဲ့သဘောတူညီမှုလိုပါတယ်တနည်းအားဖြင့်ချင်းချောက်တာအနိုင်ကျင့်တာအကြက်ကင်တာတနည်းအားဖြင့်မစွမ်းသာတာတဲ့အခြေအနေတစ်ခုရဲ့ပေါ်မှာအကြက်ကင်ပြီးတော့ဩဇာလွှမ်းတာမျိုးတွေမရှိရပါဘူး ဒီတရားရုံးကိုလာပြီးတော့လက်ထက်ထိမ်းများတော့မယ်ဆိုရင်ဒီလက်ထက်ထိမ်းများမယ်သတို့သားသတို့သမီးနောက်ပြီးတော့တက်တီရီယာဆိုရင်တင့်လျော်လျှောက်ပတ်တဲ့ဝစားစင်ရင်မှုကြီးဝစ်စင်လာရပါမယ်တရားရုံးမှာအကာရဝဖြစ်စေမယ်ကျွန်တော်တို့စွတ်ကြဲဂျိုင်းပြဲဘောင်းမီတူအဲစသဖြင့်အဲ့လိုဟာလေးဝစ်စင်လာလို့မရပါဘူးဘယ်ဥစ္စာမျိုးဝစ်လာရမယ်ဘယ်အင်ကြီးဝစ်လာရမယ်ဆိုပြီးတော့သတ်မှတ်ထားတာတော့မရှိပါဘူး ဒါပေမဲ့ကျွန်တော်တို့မြမယဉ်ကျေးမှုရအများအမြင်မှာအကရဝါဖြစ်စေမဲ့ဝိစားမျိုးတော့ဝိစင်ရင်လာလို့မရပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ